ခင်ဗျာပါ knowledge d channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူသားတွေချာမှာရာစုနှစ်ပေါင်းများစွာစိတ်ဝင်စားမှုကို ဖြစ်စေခဲ့ပြီးဆီယိုဘဆန်းကျင်မှုတွေနဲ့ပြည့်နှက်နေတဲ့ angels တို့မဟုတ်ကောင်းကင်တမန်ကြီးရဲ့အကြောင်းကိုလေ့လာသင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလိုက် subscribe လုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ပြီးကြောက်ဖို့တောင်းဆိုချင်ပါတယ် အင်ဂျယ်စ်လို့ပြောလိုက်တာနဲ့ဒီစကလုံးကလူရန်းနဲ့ယဉ်နီပီတာဖြစ်ပါလေပြီးတော့အင်ဂျယ်ဆိုတာချစ်စရာပုံပန်းတွင်ပြင်လေးတွေအဖြစ်လည်းမြင်ကြပါလေဒါမဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးသွားရင်တော့တင်းရဲ့အမြင်တွေလည်းပြောင်းလဲသွားပါလိမ့်မယ်ဒါဆိုရင်အင်ဂျယ်ဆိုတာပါလေဘယ်ကနေစဖြစ်ပေါ်လာတာလဲအင်ဂျယ်ရစဖြစ်ပေါ်လာပုံကိုလေ့လာကြည့်ကြမယ်ဆိုရင် ခရီးရန်ဘာသာဝင်တို့ရဲ့ယုံကြည်မှုတမန်ကြောင်းအရဖန်ဆင်းခြင်းကိုပြန်သွားရပါလိမ့်မယ်။ခရီးရန်တို့ရဲ့တမန်ကျမ်းစာရဲ့အစပိုင်းမှာဖန်ဆင်းခြင်းဆိုတာရှိပါတယ်။ဘောဘောရှိအရာအလုံးကိုဖျားတခင်ကဖန်ဆင်းခဲ့ရဆိုတာအလုံးကကြောက်ဘူးကြပါလိမ့်မယ်။အရာအလုံးကိုဖန်ဆင်းခဲ့တာမှန်ပေမဲ့မတူညီတာတစ်ခုကဖျားတခင်ဖန်ဆင်းခြင်းပြုလုပ်ချိန်မှာအရာအလုံးကိုဖြစ်စေဆိုတဲ့နှုတ်တော်ခန့်နဲ့ပဲဖန်ဆင်းခဲ့ပေမဲ့လူသားကိုတော့ သူ့ရဲ့လက်တော်နဲ့မြေမို့မှာဇီဝအသက်ကိုမှုတ်သွင်းပြီးဖန်ဆင်းခဲ့ခြင်းဖြစ်ပါတယ်။ဒါကတော့လူသားတွေနဲ့အပေါကိုဖန်ဆင်းခြင်းအကြောင်းအရာအချင်းချုပ်ပဲဖြစ်ပါတယ်။အင်ဂျယ်ရီကိုဖန်ဆင်းခဲ့တာကတော့ပေါ်ကပြပြခဲ့တဲ့ကဘာနဲ့လူသားတွေကိုမဖန်ဆင်းတဲ့အချိန်ကလေးကပဲအင်ဂျယ်ရီကိုဖန်ဆင်းနေတာဖြစ်ပါတယ်။ Spirit being ကိုခေါ်တဲ့ဝိညာဉ်ဖြစ်ခြင်းသဘောတရားအနေနဲ့ဖန်ဆင်းခဲ့တာကြောင့်တည်ဆုံးနိုင်ခြင်းမရှိသလို့ ဖြစ်စည်းသွားခြင်းမျိုးလည်းမရှိပါဘူး။တာမန်လူတွေမြင်တွေ့နိုင်ခြင်းမရှိပေမဲ့လိုအပ်လာရင် ပုံစံမျိုးမျိုးဖြင့်လူတွေမြင်တွေ့နိုင်အောင် ပြသနိုင်ခြင်းလူတွေကအားလားလှောက်ရှားနိုင်ခြင်းတွေအပြင် ထူးခြားတဲ့စွာအများကိုလည်းပါဆိုင်ထားကြတဲ့သူတွေဖြစ်ပါတယ်။အင်ဂျယ်တွေကိုလည်းဖျားခြင်းရဲ့တော်တော်ထွက်စကားဖြင့်ဖြစ်စေဖြန့်စင်းနေတော်လဲဖြန့်စင်းခြင်းတွေလူတွေနဲ့တူတဲ့အချက်တစ်ချက်မှာ freeway ဆိုတဲ့လလဆော်ရွေးချယ်권ရရှိထားခြင်းဖြစ်ပါတယ်။အဲဒီချက်ကြောင့်ပဲနခင်မိုးတောက်ကျဲလို့ခေါ်တဲ့ Lucifer ဆိုတဲ့ကောင်းကင်တမန်တပါးဖျားခင်ကိုပုံကန်ပြီး fallen angel ဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်ပါတယ်။ angel ဆိုတာ Greek paras က angelos ကနေစင်တလာတာဖြစ်ပြီးအသေးပေကတော့ messenger သတင်းစကားတဲ့ဆောင်သူလို့အသေးပေရပါတယ်။ ရွေးတဲ့တနင်္လာမတရှိတဲ့အချက်ကိုပြောရမယ်ဆိုရင်တော့ကောင်းကင်တန်တွေကိုစင့်သုံးမျိုးနဲ့ခွဲခြားသတ်မှတ်ထားခြင်းပဲဖြစ်ပါတယ်။အစဉ်အဆက်မှာကောင်းကင်တမန်သုံးမျိုးနဲ့အားလုံးပေါင်းလိုက်ရင်တော့ကောင်းကင်တမန်အမျိုးအစားကိုမျိုးတိခွဲခြားသတ်မှတ်ထားကြပါတယ်။ဒီအကြောင်းအရာတွေကခရစ်ယာန်မှာကျမ်းစာထဲမှာလည်းဖော်ပြထားခြင်းမျိုးမရှိဘူး။ Angelology လို့ခေါ်တဲ့ကောင်းကင်တမန်ဗေဒအကြောင်းလေ့လာကြတဲ့ Theologian တွေကဖော်ပြထားခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒါကို nine quarters of inside လို့လည်းခေါ်ဆိုကြပါတယ်ပထမအဆင့်မှာတော့ surfing cherubim နဲ့ throne ဆိုတဲ့ကောင်းကင်တမန်အုပ်စုတွေပါဝင်ကြပြီးဒီအဆင့်ကဖျားသခင်နဲ့အနီးကပ်ဆုံးအဆင့်ဖြစ်ပါတယ်နံပါတ်7 setting သူတို့အကြောင်းကိုတော့ခရိယန်တမန်ကျမ်းစာဖြစ်သောဟေရှာယအခန်းကြီး6အငယ်1မှာဖော်ပြထားပြီးမြင့်ဆုံးသောကောင်းကင်တမန်လေးဖြစ်ကြပါတယ်သူတို့ရဲ့ပုံပန်းတံတန်ကတော့ တောင်၆ခုရှိပြီးအတောင်နှစ်ခုကမျက်နှာကိုဖုံးအုပ်ပြီးတောင်နှစ်ခုကခြေရုပ်ကိုဖုံးလာအတောင်နှစ်ခုဖြင့်ပြန်တက်ကြရလို့ဆိုပါတယ်ထို့ပြင်သူတို့ဟာဖျားတခင်ကိုတည်တံ့ကိုးကွယ်ခြင်းနဲ့ခြေစွတ်ချီးမွမ်းခြင်းကိုလှုပ်ဆောင်ကြရလို့လည်းဖော်ပြထားပါတယ်ကြာဆုံးသွားတဲ့ကောင်းကင်တမန်လူစီဖာတဖြစ်လဲစာဒန်ဆိုရာကောင်းကင်တမန်တွေထဲမှာအမြင့်ဆုံးဖြစ်တဲ့ဆရာဖေအောက်စုဝင် ကောင်းကင်တမန်တပါးပဲဖြစ်ပါတယ် မမနစ်ခြေရုပ်ပင်သူတို့အကြောင်းကိုတော့ခရီးရန်တို့ရဲ့တမချန်းစာဖြစ်တဲ့ကပောက်ချန်းအခန်းကြီးတော့ငွေ24နဲ့တမျောက်ရချန်းအခန်းကြီး25အငွေ19တို့မှာပေါ်ပြထားပြီးဘလူးချင်းတိတ်နွားလင်းရုံစတဲ့မျက်နှာလေးခုနဲ့အတောင်လေးခုရှိရလို့ပေါ်ပြကြပါတယ်အာရန်နဲ့အီဝါကိုအေဒင်ဥယျာဉ်မှာမောင်းထုတ်ခဲ့ပြီးနောက်အေဒင်ဥယျာဉ်ကိုဆောင်းရှောက်ရတော့ကောင်းကင်တမန်များဖြစ်ကြပါတယ် ။ထို့အပြင်ဖျားတခင်ရဲ့ဗြဉ္ဉံတစ်တော်ကိုစောင့်ရှောက်ကြရလို့လည်းသိရပါတယ်။နံပါတ်3ဒရုန်းတွေကတော့ဖျားတခင်ရဲ့တရားမျှတမှုကိုဖြန့်ဝေပေးပြီးတဟဆာတာဖြစ်အောင်ထင်ထင်ပြည့်ရဲ့ကောင်းကင်တမန်များဖြစ်ကြပါတယ်။ဒုတိယဆင့်မှာတော့ဒိုမီနီယန်ဖာဂျူးနဲ့ပါဝါစတုစတဲ့ကောင်းကင်တမန်တွေပါဝင်ကြပြီး ဒိုမီနီယန်တွေကတော့ကိူနာတရားရှိခြင်းအမှန်တရားအတိုင်းစီရင်ခြင်းနဲ့ဟောချီကကောင်းကင်နယ်တွေရဲ့လှုပ်ဆောင်ချက်တွေကိုစီမံအုပ်ချုပ်ရပါတယ်။ဖာဂျူတွေကတော့ကောင်းကင်မှာလှုပ်ရှားမှုတွေကိုစောင့်ကြည့်ရတဲ့ထိမ့်သိမ့်ဖို့တာဝန်ယူကြရပြီးပါဝါစရီကတော့ကဘာကိုကြီးချွတ်လာမယ့်နှဆိုးတွေကိုအစဉ်ဆိုင်စောင့်ကြည့်ရတဲ့ကောင်းကင်နယ်များဖြစ်ကြပါတယ်။တတိယဆင်မှာတော့ principalities arc inter နဲ့ အင်ဂျေတို့ပါဝင်ကြပြီးလူတွေနဲ့နီးကပ်မှုအရှိဆုံးကောင်းကင်မှန်တွေပဲဖြစ်ကြပါတယ်။ Principality ရေလူသားတွေကိုဖျားတခင်ရဲ့လှုပ်ဆောင်ချက်အတိုင်းကူညီဆောင်ရှောက်ပေးရပြီးဘဝကောင်းဆောင်တွေကိုလည်းဆောင်ရှောက်ပေးရတဲ့ကောင်းကင်မှန်တွေဖြစ်ကြပါတယ်။ Arc Inter သူတွေကိုတော့ခရီးယံဘာသာဝင်တတော်များများကသိရှိကြပါလိမ့်မယ်။ Michael Gabriel နဲ့ Raphael တို့ဟာလူတိများတဲ့ ကောင်းကင်မန်တွေဖြစ်ကြပြီးအာကအင်ဂျယ်အုပ်စုထဲမှာပါဝင်ကြတဲ့ကောင်းကင်မန်တွေဖြစ်ကြပါတယ်။မိုက်ကယ်ဆိုရာကတော့စစ်တီရောခေါင်းဆောင်ဖြစ်ပြီးစာရန်နဲ့အပေါင်းဖော်တွေကိုတိုက်ခိုက်သူအကွယ်ပေးသောကောင်းကင်မန်တစ်ပါးဖြစ်ပါတယ်။ကာဘရီယယ်ကတော့သတင်းစကားသစ်ဆောင်ပြီးသောကောင်းကင်မန်တစ်ပါးဖြစ်ပြီးယေရှုဖွားမိမိအကြောင်းကိုပြောကြားခဲ့တော်သူဖြစ်ပါတယ်။ရာဖေးကတော့ကျမချင်းကိုပြီးစွမ်းလန်တဲ့ကောင်းကင်မန်တစ်ပါးဖြစ်ပါတယ်။ ဒီမှာစံစာရဲ့မှာရာဖဲကြောင့်တိကျဖော်ပြထားခြင်းမျိုးမရှိတော့လေတီယိုလော်ဂျန်အချို့ကခရီးရန်တို့ရဲ့ဒီမှာစံစာအရရှင်ရောရန်ခရစ်ဝန်အခန်းကြီး9အငယ်လေးတင်ဖော်ပြထားသောကောင်းကင်တမန်မှာရာဖေးဖြစ်သည်ဟုယူဆကြပါသည်။ဒီကောင်းကင်မန်တွေဟာအက်အင်တီရီဖြစ်ကြပြီးလူသားတွေရဲ့သူကောက်ဝဲပေးရခြင်း၊ကျမ်းမာခြင်းနဲ့တည်င်းစကားတွေတည်ဆောင်ပေးခြင်းစားရတွေကိုလှုပ်ဆောင်ပေးရသောကောင်းကင်တမန်များဖြစ်ကြပါသည်။ angels တွေကတော့လူသားတွေကိုအနီးကပ်ဆုံးဆောက်ရှောက်ပေးရတဲ့ angel တွေဖြစ်ကြပြီးလူကာအခန်းကြီး15ငွေ30ရှမတဲခရစ်ဝင်ချန်18ငွေ30နဲ့ဟေပြဲဩဝါဒစာ73ငွေနှစ်တို့မှာဖော်ပြထားခဲ့ပါတယ်။နမလိုအသေးပေရာကိုဆောင်နှစ်တွေလို့လည်းပြောနိုင်ပါတယ်။ဒီအကြောင်းအရာတွေကတော့လူတည်နေတဲ့ကောင်းကင်တမန်တွေရဲ့အကြောင်းအရာတွေကိုအဆင့်30နဲ့ခွဲခြားတတ်မှတ်ထားတော့ ကောင်းကင်တမန်အမျိုးသား9မျိုးအကြောင်းကိုဘူတာရရှိစေရန်တင်ပြပေးထားခြင်းပဲဖြစ်ပါတယ်။ဒါလို့ဆိုရင်တော့ injury ရဲ့အကြောင်းကိုအနေငယ်ရှင်းလင်းစွာနားလည်သွားကြလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။စောင့်တိလိုက်ပါကြည့်ရှုပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာလည်းပြန်လည်ဆောင်တွေ့ချင်ပါသေးတယ်။